အားလုံးလည်းမင်္ဂလာပါဒီနေ့မှာငွေရဘယ်အကြောင်းလေးကို sharing လုပ်ပေးချင်တာလဲဆိုတော့ပေါ့နော်ငွေတို့ဒီလိုကြောက်မြေရနိုင်ဝေးကြရကွာအဲ့လိုဝေးကြရခါမှာဘာရည်ရွယ်ချက်နဲ့ဝတ်လဲဆိုတာလဲလေ ထည့်မစင်းစားလို့မရအောင်ပေါ့နော်ထည့်ပြီးတော့စင်းစားတင်တယ်လို့တော့ငွေအထင်နေအဲ့အတွက်လည်းငွေကဒီ nation ring လေးလုတ်ပေးချင်တာပေါ့နော်အဓိကငွေတို့ကကြောက်မြန်နိုင်ဝတ်တဲ့အခါမှာငွေတို့ဟိုငွေလုံးကြီးရဆိုရင်ကွာဒီလားဟိုပွဲစည်းတွေတခြားနေရာမှာပေါ့နော်တွေးလို့ဝယ်လိုက်ပြီးတဲ့ဟိုကြောက်မြန်နိုင်လည်းရှိကောင်းရှိလိမ့်မယ်အဲ့အရာဒီအကုန်လုံးကိုလေကိုကလေကိုအိမ်မှာပေါ့နော်ဂျောင်းနေရောက်နေတဲ့ဟိုလက်ပက်လေးပဲဖြစ်ဖြစ်တကယ်တဘာဝကြောက်တိဖြစ်နေရဆိုရင်လည်းလေကိုကပြန်ရှာပြီးတော့တံမိုးထားပြီးတော့လေဝတ်ဆင်တင်တယ် ကိုစီမှာရှိနေတဲ့ကြောက်တွေကိုတံမိုးထားပြီးဝိစင်မှာသဘာဝတရားကြီးကိုချစ်မှကိုစီမှာတခြားကြောက်တွေအများကြီးဒီထက်ကောင်းတဲ့ကြောက်တွေအများကြီးရောက်လာမှာပေါ့နော်အဲ့တော့ငွေရလေပြောချင်တဲ့နေရာမှာကိုကဘလို့ရွေရွေချက်မျိုးနဲ့ဝှက်လဲဆိုတာလေငွေကဟိုလိုအပ်မယ်လို့ထင်တယ်ပေါ့နော်စဉ်းစားသင့်တယ်လို့ငွေထင်တယ်ငွေအတွက်ကတော့ပေါ့လေဟိုငွေကြိုးချင်တာကလောကကြီးမှာကိုကကိုကဘလို့အရင်ဆုံးပေါ့နော်ပြောချင်တာကိုကဘလို့လဲဆိုတော့ကိုကိုကသဘာဝတရားကြီးဖြစ်တယ် အဲ့လိုပဲကြောက်မြင့်နေတာတွေအကုန်လုံးဒီလေတဘာဝတရားကြီးဖြစ်တယ်ဒီတဘာဝတရားကြီးဖြစ်တဲ့အတွက်မင်းတို့ကမင်းတို့ရဲ့ဒီခန္ဓာကိုယ်ကိုမြေရည်လင်ပြီဆိုတဲ့ဓကြီးလေးပါနဲ့ဖွဲ့စည်းထားတယ်အဲ့လိုပဲဒီလောကကြီးကလည်းမြေရည်လင်ပြီနဲ့ဖွဲ့စည်းထားတာအဲ့လိုပဲကြောက်မြင့်နေတာတွေမှာလည်းသူကတဘာဝတရားကြီးဖြစ်တဲ့အတွက်ဒကြီးလေးပါးနဲ့ပေါ့နော်အဓိကဒကြီးလေးပါးမှာအခြေခံဖွဲ့စည်းထားတာဖြစ်ပါတယ်အဲ့တော့ငွေတို့ကဒီတောင်မြေနယ်ကိုအဓိကဝစ်ဆင်ခြင်းဒီ ုအတွက်အကျိုးပေးတယ်မပေးဘူးဆိုတာဘယ်ဘက်မှမူတည်လဲဆိုတော့ကိုကကွာဥပမာပြောရမယ်ဆိုရင်ကိုကကိုရဲ့ဓာကြီးလေးပါအမြင်တင်းနစ်မြတ်တာအောင်တင်းနစ်မြတ်တဲ့အစားအစာစားပေးရရဲ့ဓာလေးပါညီအောင်နေပေးရရပေါ့နော်ဒါကအောင်ဝင်ပြောချင်တာကလေလောကကြီးမှာကိုကတခုခုရရတဲ့သဘာဝတရားကြီးဖြစ်တယ်ကြောက်လေးမျိုးဝှစ်စင်လာသည်ငွေအထွက်ကပေါ့နော်ဒါဒီ supplement တခုသုံးဆွဲသလိုပဲ အလူတွေကဘာမဖြစ်ဖြစ်ဥမာကက်စီယံအတွက်ချုပ်တယ်ကက်စီယံအာဇီတောင်းရဲဟိုဈင်းပေါ့နော်တန်တဲ့ချုပ်တယ်တန်တဲ့အာဇီတောင်းအယူအာဇီတောင်းရသူအာယုံကျောင်းအာဇီတောင်းရအဲ့လိုပဲဆပ်ပလီမန့်နေအမိဝဲရတယ်လို့ပဲဒီကြောက်တွေကလည်းသမဝတရားကြီးဖြစ်တဲ့အတွက်ကိုကဥပမာပေါ့နော်ကိုကဟိုအခြေခံအယောင်ထဲမှာဆိုလဲဝါစိမ့်နေပြဆိုရဲအခြေခံအယောင်တွေရှိတယ်လို့ပဲကြောက်လေးတွေကအစွမ်းပြီလေသူ့စီမှာ မတူညီတဲ့ ဟိုဘယ်လိုပြောမလဲစွမ်းအင်တတိရှိကြရပေါ့နော်အဲ့တော့ကိုကဥပမာပေါ့နော်ဟိုအာယုံကျော်အားနေပဲဖြစ်ဖြစ်တကူသူရနေမျိုးဆိုရင်ဗဒံများဝစ်ဆင်ခြင်းဖြင့်ကိုကကွာဟိုဘယ်လိုပြောမလဲဆိုတော့သူရဒီ alignment ဖြစ်သွားတယ်ပေါ့ဒကြီးလေးပါတင့်တင့်မြတာသွားတဲ့အတွက်ဒီကြောင့်ဒီကိုနဲ့အယုတ်ပြေရဲဆိုတာဖြစ်သွားတာအမှန်တကယ်တော့အဲ့လိုမျိုးအဲ့တော့အဓိကပေါ့ငွေကတော့ဒါနဲ့နဲ့နေနေပေါ့နော်ဒါတော့ငွေစဉ်းစားမိတဲ့လောက်ငွေညံ့ညံ့မိတဲ့လောက်ကိုဒါနဲ့နဲ့နေနေဟိုဘယ်လိုပြောမလဲ တခြားမမြင်တဲ့ရှူတောင်းကနေပြတာငွေရဲ့သုံးသက်ချက်ပေါ့ကွယ်အဲ့တော့ငွေပြောင်းလာတွေကိုဟိုဘယ်လိုပြောမလဲဟိုဖြစ်တဲ့သူလည်းဖြစ်ချင်းဖြစ်မယ်ဒါရတာဒါငွေဘက်ကမြင်တာကိုအမြင်ကို share မလုပ်တော့ဘူးနော်အဲ့တော့ငွေပြောချင်တာကဥပမာဗဒံများလေးကိုဝေးလိုက်လို့အဆောင်ကြောင့်ဒီဒီကြောင့်ဒီကိုယ်နဲ့အကျိုးမပေးဘူးဒီကြောင့်ဒီဟိုဘယ်လိုပြောမလဲခိုက်တယ်ဆိုတာမျိုးအဲ့လိုမျိုးကြီးငွေလက်မခံဘူးကွာဒါကတော့ဒါဘာလို့မှအကန့်ဆုတ်တာမဟုတ်ငွေအဲ့လိုမျိုးကြီးလက်မခံဘူးငွေကဘယ်လိုလိုမျိုးလဲဆိုတော့ အဲ့လိုမျိုးအယူသီးရဲ့ဟာမျိုးမကြိုက်ဘူးကွာရွံ့ရွံ့လေးပဲစဉ်းစားကြည့်လိုက်ကိုကိုရိုင်းကလည်းတဘာဝတရားကြီးကိုကတဘာဝတရားကြီးရဲ့ဖွဲ့စည်းထားတာအဓိကတဘာဝတရားကြီးဒီဘဲပေါ်မှာအခြေခံဖွဲ့စည်းထားတယ်ဆိုတော့ဓာတ်ကြီးလေးပါဆိုရင်ငင်းရီလီမီဆိုရင်ဓာတ်ကြီးလေးပါပေါ်မှာဖွဲ့စည်းထားတာအဲ့လိုပဲအเจ้าမြေနိုင်စီလည်းတဘာဝတရားကြီးပဲအဲ့တော့ဘာကြောင့်ဒီကြောင့်ဒီကိုဝိစင်လာရဲ့အကျိုးပေးလဲဆိုတော့ခုစီမှာဥပမာအငွေပြောသလိုပဲဟို မညီမြနဲ့လိုအပ်နေတဲ့ဓာတ်တစ်ခုမဟုတ်တစ်ခုတော့ရှိလိမ့်မယ်အဲ့ခါမှာအဲ့အဲ့ကြောင့်လေးဝတ်ဆင်ခြင်းဖြင့်ကိုယ့်ရဲ့လိုအပ်နေတဲ့ဓာတ်တစ်ခုကိုတင့်တင့်မျှပသွားတဲ့အခါမှာအဲ့ကြောင့်က alignment တည့်သွားမယ်ပေါ့နော်ကိုယ့်ရဲ့ body alignment တည့်သွားမယ်ကိုယ့်ရဲ့ဓာတ်တွေ alignment တက်လာတဲ့အခါတိုင်းအဲ့ကြောင့်ဒီကုန်းနဲ့အကျိုးပေးရင်ငွေရအဲ့လိုပဲယူဆရတာငွေဘက်ကအမြင်ပါအဲ့အောင်ငွေရပြန်ပြီး sharing လေးလုပ်တာပါပေါ့နော်အဲ့တော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေကိုမှာကြောက်မြင့်နေတာဝတ်တယ်ဆိုရင်လည်း အဲ့လိုမျိုးပေါ့နော်ဟိုစိတ်လေးထားပြုတ်ဝတ်မယ်ဆိုရင်လည်းလေတဘောင်ဝတရားကြီးဒီဘယ်အရာမဆိုအကျိုးပေးတယ်တခုပဲရှိရဲတဘောင်ဝါကိုဒါလွန်ဆန်ပြီးတော့ဘာတခုမှမလုံးမိစေနဲ့ပေါ့နော်ကိုကိုရယ်လည်းတဘောင်ဝါကိုလွန်ဆန်ပြီးတော့လေငွေစွန်းလဲငွေပါခန္ဓာကိုယ်မှာလေတဘောင်ဝါကိုလွန်ဆန်ပြီးဒါတခုမှမလုံးငွေမိတ်ကက်တွေပါလေလိမ့်ရတာလည်းမချိုက်ဘူးငွေအဲ့လိုမျိုးလေဟိုမျက်နှာကိုလေအဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်တဘောင်ဝါကိုလွန်ဆန်ပြီးတော့ငွေဘာတခုမှမလုံးထားဘူးကွာ အဲ့လိုပဲပေါ့နော်သဘာဝကြီးကိုလုံစံပြီးလုပ်ရင်လည်းရေရှည်မခံပါဘူးကောင်းလည်းမကောင်းပါဘူးပေါ့နော်အဲ့တော့ကိုကသဘာဝကြီးနဲ့တစ်ထက်တည်းကြောင်နေဖို့လိုပါတယ်အဲ့လိုပဲမျက်စောင်ဖယ်ရသည့်လေ နောက်ဆုံးညတော့တပံဝိုင်းနဲ့တစ်ထက်တစ်ကြောင်အလိုင်းမကန်အောင်မင်းနဲ့ပဲတပြည့်နဲ့ညံစင်းနေမြင်လာရပေါ့လေအဲ့တော့ကိုကလည်းလူသားတယောက်နေနဲ့တပံဝိုင်းရဲ့အနေနဲ့ထတ်တူထမြညီအောင်လိုက်နေရင်းနဲ့ပဲအဲ့ဒီလေးပန်းညီမျှပြောပေါ့နော်အဲ့လိုအလိုင်းမကန်ပြီးတော့အဆင်ပြေလာဖြစ်ပါရဲ့လို့ငါညံ့ဝေပြီးကျင်တာဖြစ်ပါရဲ့နော်အလမကျူးကျူးများကျင်ပါရဲ့နောက်ဗီဒီယိုလေးမှပြန်တွေ့ပါမယ်တတ်တာ